မင်္ဂလာပါရှင် Channel 24ရဲ့ Weekly News Season ကနေဒီတစ်ပတ်အတွက်တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့လာမယ့်နှစ်နှစ်အတွင်းအလောက်ကိုင်းတထောင်ခွဲကျော် short ချဖို့စီစဉ်ထားတဲ့ Nestle Company ဆိုတဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးပါမယ်။နိုင်ငံပေါင်း185နိုင်ငံမှာဖြန့်ဖြူးရောင်းချနေတဲ့ Nestle ကလာမယ့်နှစ်နှစ်အတွင်းအလောက်ကိုင်းတထောင်6000ခန့် short ချဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ Nestle ရဲ့အဓိကထုတ်ကုန်တွေကတော့ Nespresso, Milo နဲ့ KitKat တို့ဖြစ်ကြပါတယ်။အဲဒီစီစဉ်ကကမ္ဘာတဝန်းရှိဈေးကွက်တွေနဲ့လုပ်ငန်းဆောင်တာတွေပေါ်တက်ရောက်မှုရှိမယ်လို့ဆိုပါတယ်။ Nestle မှပြောရေးဆိုခွင့်ရှိသူကတော့လုံသားအင်အားလျှော့ချခြင်းကကုမ္ပဏီရဲ့ဈေးကွက်တစ်ခုစီကိုကွဲပြားစွာအကျိုးသက်ရောက်စေမှာဖြစ်ပြီးတော့ဈေးကွက်တစ်ခုစီကကိုပိုင်စီစဉ်ရေးဆွဲဖို့လိုတယ်လို့ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ကပြောကြားခဲ့ပါတယ်။ ဒီစီစဉ်ကိုဈေးကွက်အသီးသီးမှာရှိတဲ့အလောက်ကောင်းစီတွေနဲ့ညှိနှိုင်းဆွေးနွေးပြီးပြုလုပ်သွားမှာဖြစ်ပါတယ်လို့လည်းဆိုပါတယ်။အခုလို financial chart မှာ white collar အလုံးငန်12000အပါဝင်တကဘာလုံးရှိစုစုပေါင်းလုံသားအင်အားရဲ့600ခန့်နှုန်းခန့်ပေါ်တက်ရောက်မှုရှိမယ်လို့ဆိုပါတယ်။ Nasdaq ကုမ္ပဏီကနိုင်ငံပေါင်း85နိုင်ငံမှာစက်ရုံပေါင်း330ကျော်နဲ့လေပန်းလျက်ရှိနေတယ်လို့သိရပါတယ်ရှင်။ ဘလန်ပင်ဖွဲ့ဝင်ကြီးဆိုရဲ့ iGlows တခြင်းက UK မှာအမြင့်ဆုံးကိုပိုင်းစံချိန်တက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ တောင်ကိုရီးယားမျိုးသမီး K-pop အဖွဲ့ဝင် Blackpink ရဲ့အဖွဲ့ဝင်ဂျီဆိုရဲ့နောက်ဆုံး track collab တစ်ချိန် iClose က UK official single charts မှာနံပါတ်39ချိတ်ခဲ့ပြီးတော့ဒါကသူမရဲ့တစ်ချိန်တွေနဲ့အမြင့်ဆုံးစံချိန်တစ်ခုဖြစ်လာခဲ့ပါတယ်။အဆိုပါတစ်ချိန်အသစ်ဖြစ်တဲ့ iClose ကဂျီဆိုနဲ့ Sam တို့ပူးရဲတည်ဆိုခဲ့ကြတာဖြစ်ပြီးတော့ပြီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့မှာ22ရက်နေ့အထိရသက်ပတ်အတွင်း American Billboard Hot 100နဲ့ညီများတဲ့ UK official single chart မှာနံပါတ်39နဲ့ပွဲဦးထွက် ွက်ခဲ့ပါတယ်။ဒါက official single ချက်မှာဂျီဆိုးရဲ့အမြင့်ဆုံးတကူတော်အဆင့်သတ်မှတ်ချက်ဖြစ်ခဲ့တဲ့တကူတော်ပွဲဥတ်ရက်တခြင်း flower ကိုကျော်လွန်ကစံချိန်အစ် တစ်ခုကိုရောက်ရှိလာခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ iClose ကအခုသတင်းပတ်ရဲ့ official single download စရာမှာအဆင့်နံပါတ်16နဲ့နံပါတ်19ချိတ်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။တနအိအတွင်း933ကျင်းအထိဘာဒန်ဆွဲပြပြီးတော့ဂင်းနစ်စံချိန်ချိုးဖြတ်ခဲ့တဲ့ဩစတြေးလျအမျိုးသမီးဆိုတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ အသက်32နှစ်အရွယ်ဩစတြေးလျမျိုးသမီးတဦးကအချိန်တနာရီတွင်ဗားရန်ဆွဲမှုအကြိမ်ရေပေါင်း933ကြိမ်ထိဆွဲပြခဲ့ပြီးတဲ့နောက်ကမ္ဘာကင်းနစ်ဆန်ချိန်ချိုးဖြတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ ဂျိဟန်နာဆန်ဆိုတဲ့ဒီအမျိုးသမီးကပြီးခဲ့တဲ့2016ခုနှစ်မှာဩစတြေးလျအမျိုးသမီးအီဗာကလော့တင်ခဲ့တဲ့အချိန်တနာရီတွင်ဘာရန်ဆွေးမှုအချိန်ရေပေါင်း925ချိန်စံချိန်ကိုချိုးဖြတ်နိုင်ခဲ့ခြင်းဖြစ်တာပါဂျိဟန်နာဆန်ကအချိန်10မိနစ်လင်းပြင်းမြအဖြစ်ဘာရန်ဆွေးမှုအချိန်ရေပေါင်း12ချိန်ကျော်ထိဆွဲပြခဲ့ပြီးတော့အီဗာကလော့ရဲ့စံချိန်ကိုတရားဝင်ချိုးဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ် ချိန်ဟန်တာဆန်ကဘသူမှမလုပ်ဘူးတဲ့အရာတစ်ခုကိုလုပ်ရတာကိုနှစ်သက်တာကြောင့်ကမ္ဘာခင်းနဲ့ဆန်ချိန်တင်ဖို့အတွက်လေ့ကျင့်မှုဆုံးဖြတ်ခဲ့တာဖြစ်ပြီးကျမရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာတမ်းမှောင်မှုတွေကိုစမ်းသပ်ချင်ခဲ့လို့ပါလို့လည်းပြောဆိုခဲ့ပါတယ် ဒါအပြင်ဗားရန်ဆွေးမှုကိုအချိန်24နာရီတိလှုံ့ဆော်မှုစီစဉ်ထားခဲ့ပေမဲ့လေးကျင့်စဉ်အချိန်တွင်မှထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့်သူ့ရဲ့စီစဉ်များကိုပြောင်းခဲ့ရခြင်းဖြစ်ကြောင်းဂျိခန်တာဆန်ကဆက်လက်ပြောကြားခဲ့ပါတယ်။ဂျိခန်တာဆန်ကအချိန်12နာရီအတွင်းမှာအချိန်ရီ3500လောက်ကျမဗားရန်ဆွေးခဲ့ပါတယ်။ဒါပေမဲ့လည်းကျမရဲ့ကြွတာရီနာခြင်းခဲ့တာကြောင့်တရင်6ပတ်လောက်အနားယူခဲ့ရပါတယ်။ဆက်လက်ပြီးတော့သူမကရခင်ဆန်ဂျိဟောင်းကိုချိုးဖျက်ဖို့ကခက်ခဲမိဆိုတာကိုကျမသိခဲ့ပါတယ်။တကယ်လက်တွေ့မှာကျတော့ကျမထင်ထားသလောက်အရင်ကြီး ်မခတ်ခဲပါဘူးလို့ပြောဆိုခဲ့ကြောင်းသိရပါတယ်ရှင်။တရုတ်ရုရှားနဲ့အီရန်နိုင်ငံတို့အပါအဝင်နိုင်ငံသားတိုင်းပြည်များမှဗြိတိန်နိုင်ငံပေါ်ချိန်ချောက်မှုမြင့်တက်လာနေကြောင်းပြီးခဲ့တဲ့နှစ်နဲ့နှိုင်းရှင်ရင်35ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း MI5 ရဲ့အဖွဲ့ညွှန်ကြားရေးမှူးချုပ် KMET ကလည်းကပြောကြားခဲ့ပါတယ်ဆက်လက်ပြီးဗြိတိန် MI5 အဖွဲ့ရဲ့ညွှန်ကြားရေးမှူးချုပ်ကတရုတ်နိုင်ငံနဲ့ဆက်နွယ်တဲ့သူတွေကဗြိတိန်နိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်မှုတွေနေစဉ်ရှိနေပါတယ် ပြည်ခဲ့တဲ့တရင်ဘက်တွေမှာတရုတ်နိုင်ငံနဲ့ဆက်နွယ်တဲ့စပိုင်တွေရဲ့ဂျာဝင်စွပတ်မှုဂျိုးပတ်မှုတွေကိုတွေ့ရှိခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။တရုတ်ဆိုရကတော့ပြည်ထိုင်ထောက်လိုင်းရဲ့အဖွဲ့ရဲ့ဆွဆွဲပြောဆိုချက်များကိုငင်းဆန်ပိတ်ချထားတယ်လို့သိရပြီးပြည်ထိုင်နိုင်ငံဆိုင်ရာတရုတ်တန်ယုံရဲ့ပြောရေးဆိုခွင့်ရှိသူကတရုတ်နိုင်ငံကတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုဘယ်တော့မှစွပတ်တာမျိုးမလုပ်ဘူးလို့ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်နဲ့နယူးဇီလန်နိုင်ငံအပါအဝင်အနောက်အိုဆုနိုင်ငံများကတရုတ်နိုင်ငံကအွန်လိုင်းမှာတစ်ဆင့်စုံစမ်းထောက်လှမ်းမှုများအပြင်ဒီမိုကရေစီအင်စတီကျူရှင်းများကိုပြစ်မှတ်ထားပြီးဝေဖန်ခြင်း hacking များလုံဆောင်နေရှိနေကြောင်းဆွဆွဲဝေဖန်ခဲ့မှုပါတယ်။အဆိုပါသုံးနိုင်ငံကတရုတ်ဆိုရာရဲ့ကြောထောက်နောက်ခံပြုလုပ်ထားတဲ့ hacker များက၎င်းတို့နိုင်ငံရဲ့လွှတ်တော်အမတ်များအ धिक အင်စတီကျူရှင်းများကို cyber တိုက်ခိုက်ခြင်းများလုံဆောင်ခဲ့ကြောင်းဆွဆွဲခဲ့ကြပြီးတရုတ်ဆိုရာကဒီဆွဆွဲမှုများကိုညှင်းဆန့်ပယ်ချထားကြောင်းသိရပါတယ်။ 我的心。 ဘင်္ဂလားဒေ့ရှ်အစိုးရရှိနေများကဝန်ကြီးချုပ်အောင်ရှိခ်ဟာစီနာကိုတည်တံပေးဖို့တောင်းဆိုလာတဲ့သတင်းကိုတင်ပြပေးပါမယ်။ဘင်္ဂလားဒေ့ဝန်ကြီးချုပ်အောင်ရှိခ်ဟာစီနာကပြီးခဲ့တဲ့နှစ်ကတက္ကသိုလ်ကျောင်းသားများဦးဆောင်တဲ့ဆန္ဒပြပွဲများကြောင့်ယာရူးမနှုတ်ထွက်ခဲ့ရပြီးမဲ့ဆန္ဒပြသူများကိုဖြိုခွင်းမှုများနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့အစိုးရရှိနေများကတည်တံပေးရန်တောင်းဆိုခံနေရခြင်းဖြစ်တယ်လို့သိရပါတယ်။ရှိခ်ဟာစီနာကယာရူးမနှုတ်ထွက်ခဲ့ပြီးတဲ့နောက်အိန္ဒိယနိုင်ငံကိုထွက်ပြေးခဲ့ပြီးတော့လူသားများအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ပတ်သက်ပြီးဆွဲချက်တင်ခံထားရ ရတာပါသူမကဇန်နာပြအုပ်စုများကိုဖြုတ်ခွင်းမှုအမိတ်ပေးတဲ့အတန်ပိုင်းပေါ်ထွက်လာခဲ့ပြီးမဲ့သူကညင်ဆန့်ထားတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ဇန်နာပြပွဲများတွင်လုံခြုံရေးအဖွဲ့များ၏ဖြုတ်ခွင်းမှုများကြောင့်ဘင်္ဂလားဒေ့ရှ်ပြည်သူပေါင်း1400ကျော်သေဆုံးခဲ့ကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်နေချုပ်ကလူပေါင်း1400ကျော်တည်ဆုံမှုနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်အောင်ရှိတ်ဟာစင်နာကိုတည်ထံပေးရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရှိတ်ဟာစင်နာရဲ့ရှေ့နေဖြစ်သူကတော့စံသားပြသူများရဲ့လုံရည်များကိုထိမ့်သိမ့်ဖို့လုံခြုံရေးတပ်ဖွဲ့များကအတင်းကျပ်ဖြိုခွဲခဲ့တယ်ဆိုတဲ့ဆွဆွေးချက်များကိုညှင်းဆန့်ထားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးရိဟာစီနာနဲ့အတူပြည်ရေးဝင်ကြီးဟောင်းရဲချုပ်တို့ကလည်းဆွေချက်တနိုင်ရန်ကြိုးပမ်းနေကြောင်းသိရပြီးတော့ဘင်္ဂလားဒေ့အစိုးရကဝင်ကြီးချုပ်အောင်ရှိဟာစီနာကိုအကျဉ်းပြက်လက်ဆားမှုများနဲ့ထပ်မံဆွေချက်တင်ရန်ကြိုးပမ်းနေကြပါတယ်။ဘင်္ဂလားဒေ့နိုင်ငံကလာမယ့်ဖေဖော်ဝါရီလအတွင်းရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားပြီးရှိဟာစီနာရဲ့နိုင်ငံရေးပါတီဖြစ်တဲ့အေဝါမီလီပါတီကိုလည်းရွေးကောက်ပွဲပါဝင်ရှင်းပြိုင်ခြင်းမှာပြိပင်ထားတယ်လို့သိရပါတယ်ရှင်။ ပြည်သူတော်ဝင်ရတနာရှင်မျိုးကိုတခိုးဖွဲ့ကထုခွဲပြီးရောင်းချသွားနိုင်တယ်လို့ SBI ကတတိပေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူနိုင်ငံပဲရစ်မြို့မှာရှိတဲ့ Loose ပြတိုက်ကနေတော်ဝင်လက်ဝိရတနာပစ္စည်းတွေကိုခိုးယူသွားခဲ့တဲ့တခိုးတွေကလက်ဝိရတနာတွေကိုအရေးကြိုပြီးရောင်းချဖို့နီလန့်တွေကိုရှာဖွေနိုင်တယ်လို့ SBI အဖွဲ့အနုပညာရာဇဝတ်မှုဆိုင်ရာကျွမ်းကျင်သူအောင်တင်ကာပန်တာကထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တခိုးတွေကတော်ဝင်လက်ဝဲရနာပစ္စည်းတွေကိုအရေးကြိုတာမျိုးလုံးဆောင်နိုင်ပါတယ်။ဒါ့အပြင်တခိုးတွေကအကြောင်းမြေရနာတွေကိုတရဖူကနေခွဲထုတ်ပြီးတခုချင်းစီရောင်းချသွားနိုင်ပါတယ်လို့တင်ကာပန္နာကပြောခဲ့ပါတယ်။ဒါ့အပြင်ရာဇဝတ်မှုကျူးလွန်သူတွေကိုဖမ်းဆီးပြီးတော်ဝင်အပိုင်းစားတွေအလုံးကိုပြန်လည်ရယူနိုင်ဖို့အာဏာပိုင်တွေမှာအခွင့်အရေးရှိသေးတယ်လို့လည်းတင်ကာပန္နာကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးဒီရာဇဝင်းမှုကျူးလွန်သူတွေကိုဖော်ထုတ်ပြီးသူတို့မပြောက်ွယ်သွားခင်မှာအစိတ်ပိုင်းတွေအားလုံးကိုပြန်လည်ရယူနိုင်ဖို့ထိရောက်တဲ့ရာဇဝင်းမှုဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေလှုံ့ဆော်မှုအာဏာပိုင်တွေမှာအခွင့်အရေးရှိသေးတယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောခဲ့ပါတယ်ပြားရဲကနေလက်ဝိယတနာပစ္စည်းတွေခိုးယူခံရမှုနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုတွေကခံမှန်းကြီးအမေရိကန်ဒေါ်လာ100တန်းလောက်ရှိတယ်လို့ပြင်သစ်အစိုးရရှိနေတဲ့ဦးကထုတ်ပြန်ပြောကြားခဲ့ကြောင်းသိရပါရဲ့ရှင်။ စစ်ပွဲဆုံးသက်ဖို့ရူကရိန်းကနေမြေအချို့ကိုဆွန့်လွတ်ပေးရလိမ့်မျိုးအမေရိကန်သမ္မတကပြောကြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အတွက်ယူကရိန်းကနေမြေအချို့ကိုဆွန့်လွတ်ပေးလိုက်ရမယ်လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ထရန့်ကယူကရိန်းသမ္မတဇီလန်စကီနဲ့အိမ်ဖြူတော်မှာတွေ့ဆုံမှုတစ်ခုလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်အခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ယူကရိန်းရဲ့ပိုင်ဆိုင်မှုတွေကိုမစွန့်လွတ်ပဲရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ကဖြစ်နိုင်သလားဆိုတဲ့သတင်းထုတ်တွေရဲ့မေးခွန်းတွေကိုဒေါ်နယ်ထရန့်ကအခုလိုတုံ့ပြန်ဖြေကြားခဲ့တယ်လို့သိရပါတယ်။ ထော်နေထရက်ကစစ်ပွဲကိုအဆုံးသတ်ဖို့ဆိုရင်ယူကရိန်းကဆွတ်လွတ်မှုအချို့ကိုပြုလုပ်ရှာပါလိမ့်မယ်။ရုရှားသမ္မတပူတင်ကတခုခုကိုတော့ယူပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။နေပြည်တော်ရာလိုက်ရုံးမှုတွေအလုံးကိုယူကရိန်းဘက်ကအချိန်ချင်းညှင်းဆို့ခဲ့ပြီးမဲ့ထောင်ရငင်းချဲ့ရေးကိုတိစောက်နိုင်ဖို့အတွက်အဓိကဖြေရှင်းရမယ့်ပြဿနာတွေတဲကတခုကရုရှားလောက်ခံနေမြင့်အစ်စ်တွေကနေယူကရိန်းတပ်ဖွဲ့တွေရုတ်သိမ်းရေးဖြစ်တယ်လို့ရုရှားဘက်ကထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အချိန်၃နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲဖြစ်ပွားတာကနှစ်ဖက်စလုံးကတိတာထင်ရှားတဲ့သဘောတူညီချက်ကိုရယူနိုင်တာမျိုးတော့မရှိသေးဘူးလို့သိရပါတယ် ရုရှားနဲ့ယူကရိန်းတို့ကညီချင်းရေးဆွေးနွေးပွဲတွေကိုအချိန်ချိန်လှုံ့ဆော်ပေးပြီးမဲ့အကျဉ်းသားပြန်လည်လဲလှယ်ရှိနေတိဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုံလောင်းတွေပြန်လည်ပြည့်ရဖို့သဘောတူညီချက်တွေကိုသာရယူနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းကအနိုင်ရမှာမဟုတ်လို့တော့နဲ့ထရက်ပြောကြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရက်ကယူကရိန်းကရုရှားနဲ့စစ်ပွဲမှာအနိုင်ရလိမ့်မှာမဟုတ်ဘူးလို့ထင်ပါတယ်။ဒါပေမဲ့လည်းဘာမဆိုဖြစ်သွားနိုင်တဲ့အတွက်ယူကရိန်းကနိုင်သွားတာလည်းဖြစ်သွားနိုင်ပါတယ်။ဒေါ်နယ်ထရက်ကရုရှားသမ္မတပူတင် နဲ့ဖုံးခေါ်ဆိုမှုပြင်ယူကရိန်းသမ္မတဇီလန်စကီကိုအင်ဖြူရောမှလက်ခံတွေးဆောင်ခဲ့ပြီးနောက်အခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ် ။ဒါ့အပြင်ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အတွက်ယူကရိန်းကနေမြေအချို့ကိုဆွန့်လွတ်ပေးရမယ်လို့ဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရန့်ကစစ်ပွဲကိုအဆုံးသတ်ဖို့ဆိုရင်ယူကရိန်းကဆွန့်လွတ်မှုအချို့ပြုလုပ်ရပါလိမ့်မယ်။ရုရှားသမ္မတပူတင်ကတခုခုတော့ယူပါလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲဖြစ်ပွားတာကအချိန်၃နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့နှစ်ပတ်စလုံးကအတိအသာထင်ရှားတဲ့သဘောတူညီချက်တွေကိုရယူနိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်ရှင်။အခုဆိုရင်တော့ Channel 24ရဲ့ Weekly News Season ကနေ းတပတ်အတွင်းဖြစ်ပွားခဲ့တဲ့သတင်းတွေကို weekly recap ဖြစ်နေပြန်လည်တင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်